ဟုတ်လားဒါမှလက်လက်ဆုဟမ်လေပါမုံကိုအာဒါမှမုံကိုရဒါဆင်ဖို့တော့မောင်အကုန်လုံးချူကြတာဖြစ်နေတယ်မောင်ကိုရမောင်နောက်ရတဲ့လူတွေအကုန်လုံးပါလာတဲ့အကုန်ချူချက်တာလူတွေဒါတော့ငင်းလောက်ခတ်ချိန်မှာရိုက်ထားတဲ့ record လေးပေါ့ဗျာစီရီကတော့ဘာမှမဖြစ်တော့ဘူးဗျာ ဒါပေမဲ့ဖီးယားတစ်ကြောင်းနေရာတော့တွေ့ရတဲ့အချိန်ပဲရိုးရင်းပျက်စီးသွားတယ်ပေါ့ဗျာကျွန်မမြန်မာနိုင်ငံမှာဇီတီပထိုးတွေဆိုတာလေမြန်မာပြည်သူတွေရဲ့အသိနှလုံးလို့ပြောလို့ရတယ်ဗျာအဲ့လိုမြန်မာပြည်သူတွေအလေးထားတန်ဖိုးထားတဲ့အရာတွေရိုးရင်းပျက်စီးကုန်တော့ တော်တော်ဆိုးတာကျွန်တော်လည်းပြည်သူတယောက်အနေနဲ့အဆင်မကောင်းဖြစ်ပါတယ်အဲ့ဒါကြောင့်လူများကလေးတွေမပေါ်ဆက်ဘူးနော်ပေါ်ကြရပါတော့နော်အာမင်းတို့အားဟုတ်လားအင်းဒါမှလက်ဆုအမေပါမုံကိုအမေပါမုံကိုရမှာအကုန်လုံးဘုမုံကိုရမှာဦးနော်လေလူတွေအကုန်လုံးဒါဆင်ဖို့တော်ကြီးထင်တယ်အဲ့ဒါကချွတ်တယ်လားချွတ်တယ်လားအေးချွတ်တယ်လားလူပဲအချိန်ရောက်ချွတ်ပြီးထဲလေးရေအေးတွေ့မှလာပြီးမှထဲတယ်လို့ထဲတယ်ဆိုမှအင်း ပုံစံကြည့်ရတာကင်းပြင်းနေမှာလားမပြင်းနေမှာလားတော့မသိဘူးပြဟုတ်လားစိတ်မူနာပါတော့နော်အင်းစုံဖူးတော့ဟွာကင်းပြင်းနေမှာဖြစ်ဖို့များတယ်ကြည့်ပါအောင်များအင်းကြီးတော့စင်ဘူးတော်ကြီးညီခါသွားပြီစင်မရင်တာတရားတဲ့ မြင်ကွင်းတွေကတော့စီမကောင်းစရာပဲဗျာပြိုးပြီဟာပြိုးပြီဟာပြိုးပြီဟာအာမလေးအဲ့ဒီဆေးရမမင်းအလေးမပေးနေပြိုးမှာပဲဟာဖြစ်ပါအလေး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 ဟာဒါဘီဟာကျောမြန်မာနိုင်ငံမှာငလင်တန်းကိုတွက်ဆပြီးတော့ဆော့လုပ်ထားတဲ့ဒီ ties ဒီအဆောက်အုံတွေကအရန်နေတယ်ဗျ။ အားကြောင့်လဲအလွယ်တကူပြုတ်ချကုန်တာပေါ့နော်ပြောမှလို့စိတ်မဖြစ်ဘူးပေါ့ဗျာခံခံမှုသိမ့်မရှိဘူးလို့ပြောမှာပေါ့ဘေးအလေရေဟာရရနေပြီးတော့ဘေးအင်းကြီးထိကုန်ပြီဒီဟာလေးဝါနာမြေကြီးကအဲ့လားဟုတ်တယ်ဒီတစ်ခေါက်ကတော့မြန်မာနိုင်ငံမှာအကျန်းဆုံးငွေရင်လို့ပြောလို့ရတယ် ီလောက်ထိဆိုးရတဲ့အနေအထားမျိုးတခါမှမရှိဘူးသေးဘူး။ငလျင်ပေးကြပါဦးနော်။တခြားပေးလည်းရှိတော့ရှိတာပေါ့။မဟုတ်အလေရရနေအလေရရနေပြီးတော့ဘေးတွေကိုခါလို့ဟာအေးဘုံလေးလည်းကြောက်ဘူး။တိုင်းနာမလေးလည်းတို့ခုလိုချင်ရ။ဒီလိုရအောင်။အင်းနဲ့မင်းရောအင်းနဲ့မင်းရော အိမ်နဲ့မိဘဘယ်ရောက်လဲ။အိမ်တော့အိမ်မတက်နေရလေးကိုရတယ်။အိမ်မတက်နေရလေးကိုရတယ်။အိမ်မကိုတို့ရတယ်။ကျွန်တော်မြန်မာပြည်မှာလည်းရေပဲ၊မီးပဲ၊ငလျင်ပဲတခြားပဲလည်းအများကြီးပဲဗျ။ဒီဒီလေဘေးမြမှုကြမ်းတဲ့ဘေးမြမှုကြမ်းတဲ့အနေရည်ကြောင်းနေတဲ့နိုင်ငံလို့ပြောရမှာပေါ့ဘေးမရောက်ခေါ်ဘေးမလို့ ကြည့်ပါစင်မကောင်းဖြစ်နေတယ်ဗျာအဲ့လိုတွေ့ရတော့အားလုံးပဲပေးခင်ကြပါသည်သာစီဒီပရိုဒီကိုကြားတဲ့အနေထားပေါ့အထက်မှာလူတွေတယောက်မှလူတွေလွတ်လာ ှိမှာပေါ့ရှိမှာပေါ့ဘယ်နဲ့ထိုင်လို့လားအဲဒါလေးတက်ကြီးလေးလေးတက်ဆိုတော့ရှိမှာပေါ့ဟာအော်တဲဥကန်းလူလည်းရှိမှာလေဒီကောင်အပေါ်ဆုံးလေကြာအောက်တက်မှာသုံးဆိုင်လောက်ပြီးသွားပြီလေဟာဒါအမြင်ဆုံးအထက်ပိုင်းကျန်ခဲ့တာလေးတက်ရှိတာကိုတော်လက်ကမြေအောက်ရောက်ပါပြီတဲ့ဒါတော့မန္တလေးမှာထင်းတယ်ကြည့်ပါအောင်ဗျာဇီဒီပထိုးတွေ ကျွန်တော်မြန်မာပြည်သားတွေတံပိုးထမြင်လို့ရတဲ့အရာတွေပေါ့ဗျာငလိန်ကြောင့်ဂျိုရင်းပျက်စီးကုန်ပြီချီအောင်မွေနှစ်တွေဘီတုကလက်ရာတွေအော်အများစွာမြောင်များစွာကြည့်ပါဘောရဘာသာအဓိကကိုယ်ွယ်တဲ့နိုင်ငံဆိုလို့လည်း စီဒီပထိုးတွေပဲအများဆုံးဖြစ်သွားတာပေါ့နော်ငလျာရဲကျွန်တော်နိုင်ငံကိုမှအဓိကတာဂက်ထားပြီးတော့လောက်ခရတယ်လို့အိုးဘောကအပေါင်းမပိတ်ပါဘူး ငကိုတရားမှဒုက္ခရောက်နေတဲ့ခြားတဲ့ငလျားပါဝင်ပြီးတော့ဖြစ်စည်းပြစ်လိုက်တော့ကြည့်ပါဦးရှားတရားတော့မရှိတော့အဲ့တော့တိုက်တွေပြိုကြတဲ့အနေအထားပါပြေးနိုင်မှလုံးမပြတော့ဒါကိုပြောတာဗျာ ။ဘွားမတတ်နဲ့တခုတခါမှမကြုံဘူး။မျက်စိတမိတ်တွင်းလေးတွေမှဖြစ်သွားတာ။နင်းမိတ်ချလိုက်မယ်။ဘုံမမှန်မှန်ချက်တော့စမယ်။မကြုံအတက်နဲ့တခု။အတက်နဲ့တခုတခါမှမကြုံဘူးပါဘူးလို့။တင်ရခလေးတွေခလေးတွေလည်းတော့လန့်သွားကြအောင်မကြည့်ပါဘူး။ကျမခလေးတွေ။ကိုလုံးမ။ခလေးတွေရောလူကြီးတွေရောလန့်ကုန်လား။နောက်ဖေးတွေရောချိုးစမိုးတော်မိုးနေသူနဲ့ခိုင်းမှာပဲနေကြနင်တို့ဘယ်မှမမဖြစ်ကြနောက်ဖေးတွေရောဘာဖြစ်သွားကြပြီးတော့ဒီဘေးကအုံနိုင်ရတယ်အကုန်ဖွင့်ကုန်တာ တကြီးရွယ်တွေလူကြီးတွေအတွက်စစ်ပူရတာပေါ့နော်ကဲကျမတို့ယောဂကန်ရှိတဲ့လူတွေအတွက်လည်းစစ်ပူရတာပေါ့မာကုန်မဲတော့မယ်မယုံးမယုံးလေးအာကဲဒီမှာကြည့်ပါဦးအနေထားတွေကိုကျမတို့ဟင်းပို့လို့ဘလို့မှအဆင်မပြေတော့ပါဘူးရှင်လောလောဆယ်မကြည့်ကြအောင်ဒါမျက်စိတမိတ်တွင်ဖြစ်သွားနေရတဲ့ထက်စားလို့ရှိရင်မျက်စိတမိတ်တွင်ဖြစ်သွားတာတော်သေးတယ်ပြောရမှာပေါ့ဗျာကြည့်ပါအောင်အကုန်လုံးတို့ပဲဖြေသိရမှာပေါ့အကုန်ပြစီ ညစီတမိတ်အတွင်းဖြစ်သွားတာကြည့်ပါဦးအိမ်တွေပါပြီပြိုသွားတဲ့လူတွေအနေနဲ့လည်းအသက်တွေမဆုံးချောရတာဒါတော်သေးရဲ့ပြောရမှာပေါ့အကုန်လုံးအိမ်ပေါ်တွေရောအကုန်လုံးအတက်တွေပါဆုံးရှုံးရတဲ့ပြည်သူတွေအတွက်ကတော့ကျွန်တော်တို့ပြည်သူတွေအတွက်ကတော့ဟိုအခန်းတွေမှာအကုန်များစွာစိတ်မကောင်းဖြစ်နေပါတယ်မိသားစုနဲ့တကွာအထက်တူဝမ်းနေမိပါတယ်ခင်ဗျာအကုန်ထွက်အိုးအကုန်အကုန်မချင်းရဒီမှာချက်ပြီးသားဟင်းနေရောအကုန်လုံးပါပဲအိုးမကြည့်ပါဘူးအထက်တွေရောအကုန်လုံးပဲ ဒါမျက်စိတမိတ်တွင်းအောင်ဒီမှာဖြစ်သွားတာဘာမှမကြုံဘူးပါဘဝမှာပထမဆုံးပါပဲကန်တရားပေါ့ငင်းလှုပ်တာပေါ့နော်ဒါငင်းတော်ကြီးကြမ်းနေပြငင်းလှုပ်တာကြည့်ပါအောင်ဗျာတကယ်တော့ကြမ်းအာကုသရပါနော်ဒါမန္တလေးကုသရပါဗျမန္တလေးမှာတော်ကြမ်းပါလေဗျငင်းလှုပ်တာ ဒီလိုဆိုရင်ဖျားလေးကိုတော်တော်ကြီးပြက်စီကအေးကြည့်ပါဗျာဘိုးဘွားမွေးနေတာပေါ့တော်တော်ကျန်ပါရဲ့နော်တော်တော်ကျန်သွားအခုလေးမှဖြစ်တာဗျအခုလေးမှခဏလေးလောက်ကဆော်လေးရတယ်တော်တော်ပြက်စီသွားတယ်ဗျ ိုက်တွေအိမ်တွေပြိုကျရတဲ့လူတွေအနေနဲ့ကတော့မဦးတွေပါပြတ်တယ်အသက်တွေပါမသွားတာဒါတန်ကောင်းနေပြောမှာပေါ့ဗျာနင်းတော်တော်များတယ်တကယ်လို့အသက်တွေပါဆုံးချုံသွားတဲ့ပြည်သူတွေအတွက်ကတော့ညာစွာစိတ်မကောင်းဖြစ်မိပါတယ်မိသားစုနဲ့ထတ်တူဝမ်းနေမိပါတယ်ခင်ဗျာအပင်ကအပင်ကြီးလိုခိုင်းနေတော့ကျွေးနေခုလက်ရှိအလျင်ကြောင့်တန်ရရှိတဲ့သူတွေနောက်ထပ်ကြံခဲ့တဲ့သူတွေလည်း ठीक है जा बाजी स्टॉप भी नहीं पाए सीपीयू भी आने चला ठान पूछा ना रखते हैं Hãy subscribe cho kênh Ghiền Mì Gõ Để không bỏ lỡ những video hấp dẫn မြို့မြို့မြို့ဗလင်လောက်ခတ်တဲ့အချိန်မှာအဲ့လိုမျိုးဖွင့်ပြအောင်ရအောင်ပြေးပြီးတော့အဲ့လိုမျိုးတက်တက်လေးထိုင်နေမှာမြို့မြို့အဆင်ပြေမယ်ထင်တယ်ကြက်တက်တာမယ်ထင်တယ်ဘလပါဖဖတချို့တွေကျတော့အဲ့လိုမျိုးပြောကြတယ်ငင်းလှုပ်ချင်တယ်လို့လေးခေါင်းလေးကိုကာပြီးတော့နေရမယ်ဒီပါတယ်မှန်တကယ်တော့မဖြစ်တင်ပါဘူးဒီကတော့တိုက်တာအဆောင်နေချီရရက်ကနေပြီးတော့အများဆုံးအပြုံရအောင်ပေါ့နော် င်ကိုရအောင်ပြေးထွက်ကြမယ်ပြေးထွက်မှအမှန်ကန်လွတ်မှာဟုတ်ဟုတ်သူစကိုင်းကိုကြာမနေပြီးတော့ဟောတာစကိုင်းကတကယ်လို့တိုက်တာအဆောက်အုံတွေအောက်မှာရှိနေပြီးတော့ဒီလိုလေးတာလောက်ထားမှာဆိုလို့ရှိရင်အောက်ကအပေါ်ကပြိုကျပြီးဆိုလို့ရှိရင်ဘာမှမတတ်နိုင်ဘူးအရင်ရောရှိတယ်ဘာမှမဟုတ်တော့ဘူး။ဘယ်လောက်ပြီဆိုတော့လည်းအပြင်ကိုပြစ်ထွက်နိုင်ဖို့ကအဓိကဖြစ်ပါတယ်။ဟိုပျက်စီးသွားတာပဲ။ ာဘုရားရုပ်ဝင်အဲ့ဒီမှာအပြင်ထွက်တော့မလို့ဟုတ်လားဟောတော့ဘာပေါ့ဒီကညမညလည်းသွားတာမသိဘူးဟောပြန်မလို့ပြန်ပြောပြဒါတော့တရားပွေနဲ့ငရေတံကိုခံရတဲ့အမျိုးတွေပေါ့ဗျာလူကြီးတွေကတော့စိတ်ပူရတယ်ဘာမှမပြေဘူးလေအဲ့လောက်ကြီး ေ့ဖို့ရတယ်ဆိုတာလူကြီးတွေအနေနဲ့ဒါယောဂခံနေပါလိမ့်ရှင်မုမိသွားနိုင်တယ်ပေါ့ဗျာအဲဒီတော့ကျွန်တော်မျိုးတွေအားလုံးဘေးကင်းကြပါစေဆုတောင်းပေးလိုက်ပါတယ်ဗျာချီရတာစိတ်ခဲမကောင်းကားဘုံသူတမ်းမင်းတော့ကားဘုံသူတမ်းမင်းတော့ ကြည့်လိုက်ပါဦးဒီမှာငန်းမျိုးယူပြိုကျနေကုံပြိုကျတာသူကပပတ်လေကိုပြိုကျဒါတော့မန္တလေးရဲ့အသင်းနှလုံးလို့ပြောရမှာပေါ့ငန်းမျိုးယူကကျန်လားမကျန်လားကြည့်လားငလင်ကြောက်ပြိုကျသွားတဲ့အနေအထားပေါ့ကုံလုံးပပတ်လေကိုပြိုကျနေတာဒီတစ်ခေါက်ငလင်ကတော့အကျန်းဆုံးပဲပပတ်လေပြိုကျသွား